အသားရေချောက်နေတဲ့ပြဿနာမျိုးကိုကြုံနေရလားကျန်းမာဆုပ်ပြေပြီးတော့ရေထဲပြေဝတဲ့အသားရေမျိုးကိုပိုင်ဆိုင်ကြလားဒါဆိုလို့ရှိရင်တော့ဒေါက်တာသီရီနဲ့အတူတူဆွေးနွေးပြီးသွားမယ်အခုပြပြတဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်စေချင်ပါတယ် မင်္ဂလာပါဒေါက်တာမင်္ဂလာပါအမအဲ့တော့ကျန်းမာစုပြည်ရဲ့အတိုင်းအလေရဖို့အတွက်ရေထဲပြေးသွားတဲ့အတိုင်းအလေဖြစ်ဖို့အတွက်ဘာတွေကအဓိကလိုရမလဲဒေါက်တာဟုတ်အဓိကတော့ပေါ့နော်အရေပြားကအတိုင်းအလေကဒီရေထဲပြေးသွားနေရဆိုလို့ရှိရင်အဲစုပြည်လှပရုံနေမကောက်ပေါ့နော် skin barrier လို့ခေါ်တဲ့အရေပြားရဲ့ကိုခံအားကိုလည်းသူကတုံ့ပြန်ပေးရပေါ့အဲ့ဒါကြောင့်မလို့အရေပြားကအအသားရေစုပြည်ဖို့ရေထဲပြေးသွားဖို့အတွက်လိုအပ်တယ်အဲ့ဒီအတွက်ဆိုလို့ရှိရင်ကြတော့အဓိကရေထဲပြေးသွားစေတဲ့ product လေးတွေကိုသုံးပေးရမယ်ပေါ့နော်အဲရေထဲပြေးသွားစေတဲ့ ော့တက်ကိုသုံးပေးရတဲ့အတူအရေဓာတ်ကိုဆုံးရှုံးစေမယ့်အလေးထားလေးတွေကိုလည်းကိုကဆင်ခြင်ပေးရမယ်အဲ့တော့ကျွန်တော်တို့သုံးတဲ့ cleanser တွေမှာ ဒီပေါ့နော် hash chemical လို့ခေါ်တဲ့နည်းနည်းလေးပြင်းတဲ့စက်ပြအပြင်းတွေတုံးတာကိုအဲရှောင်ရမယ်ပြီးတော့ over exfoliate လုပ်တဲ့ဟာလေးတွေကိုရှောင်ရမယ်နောက်တစ်ခါကျတော့ကိုဘလောက်ပဲရေထဲပြေးသွားအောင်ဖြစ်ဖြစ်ဒီနေရောင်နဲ့တွေ့သွားလို့ရှင်လှူထားသမျှအလကားပဲပေါ့နော်အဲ့တော့ sun protection လေးလည်းတည်ချလုပ်ပေးဖို့လိုအပ်ပါတယ်မျက်နှာအရေပြားတယ်မဟုတ်ပဲねဘာကြောင့်ခန္ဓာကိုယ်အရေပြားအသားရေပါဘင်းဆိုင်တဲ့နာလေဒေါက်တာဟုတ်ဆိုတော့ဒါကြရဲ့ခန္ဓာကိုယ်ကလည်းဒါအရေပြားကလည်းအသားရေပါပဲပေါ့နော်ဆိုတော့ဒီလူတွေကကျတော့မျက်နှာကိုပဲ focus လုပ်နေတတ်ပြီးတော့ခန္ဓာကိုယ်မေ့ းနေတဲ့ကြတော့ဒီခန္ဓာကိုယ်အတွက်ကိုလည်း GU စိုက်တာကတော့တကူလုံးလှပနေပိုကောင်းတာပေါ့နော်ဆိုတော့မျက်နှာလိုမျိုးတော့အများကြီးအထက်ထက်လိမ့်စရာမလိုဘူးခန္ဓာကိုယ်အတွက်ဆိုလို့ရှိရင်ဒီရေတက်လေးပြေဝနေတော့မှပဲသူကလှပကျမ်းမအောင်လုပ်ပေးလို့ရရဲဆိုတော့ပုံမှန်တော့လိမ့်ဖို့လိုတယ်အာဒေါက်တာတို့ဒီအသား6လာမှပဲကောက်ပြီးတော့လိမ့်တာထက် နေတိုင်းပုံမှန်လေးလိမ့်ပေးမှာပဲအသားရည်ရဲ့လှပတဲ့စုပ်ပြေတဲ့ကျန်းမာတဲ့အသားရည်ကိုရရှိမှာပေါ့နော်အဲ့တော့အဲတစ်ခုလုံးလှပပြီးတော့မှကျန်းမာခြင်းနဲ့အသားရည်လှပခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ moisturizer တွေ lotion တွေကိုအငယ်တဲ့ပုံမှန်လေးလိမ့်ပေးဖို့တော့ဒေါက်တာအကြံပေးချင်ပါတယ်ရှင်ဟုတ်ကဲ့ဒီ moisturizer တို့ lotion တို့၃နည်းပေါ့အထူးရောက်ဆုံးဖြစ်မဲ့ဒီလို၃ပုံ၃နည်းလေးလည်းဖြင့်ပြပေးပါဒေါက်တာအဒီပေါ့နော်ရေဓာတ်ပြေဝတဲ့ product တွေကို၃နည်းဆိုလို့ရှိရင်တော့အကောင်းဆုံးကအသားရည်ဆိုနေတဲ့အချိန်ကြီးပေါ့နော်ဟုတ်ကဲ့ဒီမှာရေချိုးပြီးတဲ့အချိန်ညနာတက် ပြီးတဲ့အချိန်အသားကနည်းနည်းလေးဆိုထိုင်းစားရှိနေသေးတဲ့အချိန်မှာဒီ moisturizer ကိုလိမ့်ပေးလို့ရှိရင်ရေဓာတ်အတိအဝဆုံးရနိုင်တာအဲ့တော့ကြောင့်မလို့ဒီညနာတက်ပြီးတော့2မိနစ်ကနေ5မိနစ်အတွင်းရေချိုးပြီး2မိနစ်ကနေ5မိနစ်အတွင်းမှာ moisturizer တွေကိုလိမ့်ပေးပေါ့နော်အဲ့မှာမှာအမကုနာပြောသလို lotion ပဲဖြစ်ဖြစ် cream ပဲဖြစ်ဖြစ် gel ပဲဖြစ်ဖြစ် balm ပဲဖြစ်ဖြစ်ကိုယ်နဲ့ကိုက်နေတဲ့ဟာကိုတော့တေချာလေးရွေးပြီးတော့မှာ ဆိုဆိုပြီးချင်းအသားကြီးအစိုးတက်ရှိတုံးလေးမှာလင်းပြီးတော့အထီရောက်ဆုံးပါပဲမှာဟုတ်ကဲ့ပါဆိုတော့အခုနောက်ပိုင်းမှာလည်းအခုအမားဆိုလို့ရှင်ဘာကဒါမှသုံးပြစ်တယ်ပေါ့နော်ဘာကဒါမှမှဆိုရင်သူရေချိုးဆက်ပြာမှာကိုနေကောင်မွှေချဲပါတော့ဟိုဆက်ပြာသုံးနေပေမဲ့ဆက်ပြာသုံးတယ်လို့မခံစားရပဲနဲ့အသားကြီးကဆိုဆိုအီအီလေးဖြစ်နေတယ်ပေါ့နော်နောက်ပြီးတော့သူ့ရဲ့ဒီမော်ချူရိုက်ဇာမှာလည်း type ကနှစ်မျိုးရှိတယ်။ J type ပြောခုနကဒေါက်တာပြောတဲ့ band type ပေါ့နော်။ဆိုတော့ကိုယ်သားရင်နဲ့ live ဖတ်တာကိုကဘလောက်တောင်အသားရင်ချောင်းနေလဲ။ဒါမျိုးလေးတွေမှန်ကန်ပြီးတော့ရွေးချယ်ပြီးသုံးမှန်ဆိုလို့ရှိရင်လည်းအဆင်ပြေမယ်ထင်တယ်နော်ဒေါက်တာ။ဟုတ်တယ်။အအဓိကပေါ့နော်ကိုယ်သားရင်ကဒီအဖက်လေးလန်လောက်တဲ့အထိကိုချောင်းနေတာအရန်အဆက်တင်းတင်းတင်းလေးနဲ့လေအဲ့လိုမျိုးချောက်တဲ့ဟာမျိုးပြီးတော့အရေးသားအခြေအနေယောဂပေါ့နော်။ eczema လို့ psoriasis လို့မျိုးဒီအာနှင်းခူလို့လိုမျိုးပုံစံမျိုးအရေးသားအသားရင်အရန်ချောက်တဲ့ယောဂဖြစ်နေတော့ band type ကိုသုံးသင့်တယ်။အာပုံမှန်မဲ့ကိုယ်သားရ normal ပဲ ွဲပြီးတော့ wildly လဲနည်းနည်းဖြစ်တယ်အစီလဲနည်းနည်းပြန်တယ်စီကတ်တာမျိုးအဲ့လိုတက်ထက်ကြီးလိမ့်ထားမျိုး feeling မကြိုက်တဲ့သူဆိုတော့ gel type baby ကိုသုံးလို့ရတယ်ရှင်ဟုတ်ကဲ့ပါဒေါက်တာအဲ့တော့အခုဆိုလို့ရှင်ဒေါက်တာပြပြစုံစုံလေးပြပြပေးတော့လို့ကျေးဇူးတင်ပါတယ်ဒေါက်တာပါဟုတ်အခုပြရတဲ့အကြောင်းအရာလေးကတော့ကိုဒရက်ကျမ်းမာဆိုပြတဲ့တိုင်းလေးကိုပိုင်ဆိုင်နိုင်မယ့်နည်းလမ်းလေးတွေပဲဖြစ်ပါတယ်အားလုံးပဲကျမ်းမာဆိုပြတဲ့တိုင်းလေးကိုပိုင်ဆိုင်နိုင်ကြမယ်လို့ယုံကြည်ပါတယ် Hey TV လား